ဖျားလူဆိုတာဗာလေဖျားသဘောနဲ့အသက်ရှင်နေတဲ့သူအလုံးဒီဖျားလူပဲအာမင်ဖျားလူဆိုတာတရားဟောတဲ့သူကိုဆိုလိုတာမဟုတ်ဘူးဖျားလူဆိုတာလိုက်ပြီးအနာရောဂါညင်းတဲ့သူကိုဆိုလိုတာမဟုတ်ဖျားလူဆိုတာဖျားသဘောနဲ့အသက်ရှင်တော်သူဖြစ်တယ်ကျွန်တော်ဒီဖျားသဘောနဲ့အသက်မရှင်တဲ့၍ဖျားလူမဟုတ်ဘူးဖျားသဘောနဲ့အသက်ရှင်တဲ့သူမှဖျားလူလို့ခေါ်တယ်တကိုးပြတိုင်းဖျားလူမဟုတ်ဘူးတရားဟောတော်တိုင်းဖျားလူမဟုတ်ဘူးစံစာသင်ကောင်းတိုင်းဖျားလူမဟုတ်ဘူးဒါတွေဟာအစွမ်းရှိတဲ့တသက်တွေဖြစ်တယ် ကျွန်တော်တို့ခါကြဲယုံကြည်သူတွေအစွမ်းနဲ့သဘောကိုခွဲတက်ဖို့လိုတယ်။တရားဟောတော်တာအစွမ်းတက်တိဖြစ်တယ်။ကျမ်းစာသင်တော်တာအစွမ်းတက်တိဖြစ်တယ်။အနာရောဂါငြိမ်းတာအစွမ်းတက်တိဖြစ်တယ်။သုကျေးဇူးဖြစ်တယ်။အဲ့ဒါသဘောမဟုတ်ဘူး။ဆရာသဘောရှိတော်သူဆိုတာတကောပြတာနဲ့မပြတာနဲ့မဆိုင်ဘူး။သူ့ရဲ့အထဲကနေဖရာရဲ့နှလုံးသားဖရာရဲ့မြစ်တာဖရာရဲ့ကောင်းမြတ်ခြင်းဖရာရဲ့စေတနာ ဖရာရဲ့ဂယုဏတရားစီးစင်းနေမှဖရာသဘောရှိတယ်ခေါ်တယ်။အဲ့ဒီသဘောရှိတော်မှာ ဖျားလူလို့တတ်မှတ်လို့ရတာကျွန်တော်ဒီနေ့နည်းနည်းပါးပါးဟလာစူပေါင်းပြီးနည်းနည်းလဲသွားရင်ဟာဒီဆရာအရင်ပိတ်သိရှိတယ်ဘာသာရေးလို့လဲလဲတာနဲ့ပိတ်သိရှိတယ်ကျန်းစာမဖတ်တဲ့အခါမှာကျွန်တော်တို့တွေသူတစ်ပါးပြောတိုင်းအကုန်လျှောက်ယုံတယ်ဘယ်တော့မှစူတောင်းလို့လဲသွားရင်ပိတ်သိရှိလို့ကျန်းစာထဲမှာမရေးထားဘူးဒါပေမဲ့လူတွေအဲ့လိုပဲတွေးတယ်အဲ့လိုပဲတွေးတယ်အပြုံလိုက်လဲရင်ပိတ်သိပုံရှိတယ်ဖះကကျွန်တော်တို့လဲတာမလဲတာသူစိတ်မဝင်စားဘူး ဆူတောင်းလို့လဲတာမလဲတာဘုရားစိတ်ဝင်စားဘူးဘုရားကကျွန်တော်တို့ပြောင်းလဲတာကိုပဲစိတ်ဝင်စားတာဒီနှလုံးသားပြောင်းလဲတာကိုဘုရားစိတ်ဝင်စားတာအဲ့ဒါလဲတာမားတယ်လို့ကျွန်တော်မပြောပါဘူးလဲလဲမလဲလဲသင်ပြောင်းလဲဖို့လိုတယ်အာမင်အဲ့ဒါအဓိကကြားဆုံးပဲဆိုတော့အငယ်ဆက်နှစ်ထိထက်ကြည့်တဲ့အခါမှာကျွန်တော်ဒီခုနှစ်ရက်တွင်နှစ်ရက်အစာရှောင်ပါ ਈ ဥစ္စာရှိသမျှတို့ကိုဆယ်ဖို့တဖို့လူပါ ਈ ဟုဆိုတောင်းပတနာပြု၏တတ်စီပြီးပြောတာကတောင်းကြောင်းနေကြည့်ပဲဖះကောင်းကြောင်းတစ်ခုမှမပါ နော်သူ့ကောင်းကြောင်းကြီးပဲသူဘလောက်အကျင့်ကောင်းတယ်လဲသူဘလောက်လှူတယ်လဲသူဘလောက်သူများထက်တာတယ်လဲဆိုတာကြီးအကုန်လုံးတန့်စီပြောသွားတာဒါပေမဲ့ဒီနေ့လူတွေကလေအဲ့လိုမျိုးပြောတဲ့သူအထင်ကြီးတယ်ဒါကြောင့်လဲခဏခဏအလိမ်ကြီးကြီးလိုက်အလိမ်ခံရတဲ့သူတွေကြီးလိုက်အပြောကောင်းတဲ့သူကိုသဘောကျတဲ့သူကြီးပဲဆိုတော့အခွန်ခံရလာတယ်တဲ့အငယ်73မှာဒီနေ့ကျွန်တော်တို့ကိုဖျားရှိကိုသွားတဲ့အခါမှာဘလုံးနှလုံးသားနဲ့သွားလဲဒီမှာကြည့်ကြည့်အောင်အခွန်ခံမှုကအဝေးကရိုက်ပြီးအနည်းတော့သူမချင်းရဲဘူး ။ဒါပြောလေကောင်းကင်တို့မမျောမကြည်ဝံပဲကြည်ချင်တယ်။ဖះမျက်နှာကိုကြည်ချင်တယ်မကြည်ဝံ။ဒါပြောလေသူကိုသူတည်တယ်။ဖះရှိကိုတော့လာချင်တယ်။ဖះနဲ့လည်းယဉ်နေချင်တယ်။ဒါပေမဲ့ငါဘယ်လိုလုပ်ယဉ်နေနိုင်မလဲ။ငါကဖះနဲ့ဘယ်လိုဆက်ဆံမလဲ။ငါဖះမျက်နှာဘယ်လိုကြည့်မလဲ။တလောက်ငါအပြစ်လုပ်ထားတာ။သူလုံးသားတွေမှာနာကျင်တယ်သူလုံးသားတွေမှာဝမ်းနေတယ်။ဘာကြောင့်လဲ?ဖះမနစ်တဲ့အလုပ်တွေကိုလုံမိနေလို့ ရှောင်လဲမရှောင်နိုင်လို့ तू ဘလို့လောက်ရမှန်းလဲမသိဘူးလမ်းပြောက်ဒါပေမဲ့ဒီတိုင်းလဲ तू မနေနိုင်ဘူးဖျောက်တော့ပြောကောင်းရင်တော့မပြောမကြည့်ပါမယ်ရင်ဘတ်ကိုခံလေ तू မလုံးနာနာချင်းမယ်ရင်ဘတ်ကိုခံကျွန်တော်ကိုယ့်ရဲ့ဒုစရိုက်အဖြစ်အတွက်အလောက်ထိနှလုံးသားထဲမှာနာချင်ဘူးလား ဖះမကြိုက်တဲ့အရာတွေကိုလှုပ်မိနေလို့ငါကဖះမကြိုက်တာတွေလှုပ်ပြီးတော့မှဖះကျေးဇူးတော်ကိုတော့ငါခံစားနေရတာငါမထိုက်မတန်ပဲနဲ့ဒီဟာတွေကိုခံစားနေရတာငါလောက်မိုက်တဲ့လူမရှိဘူးဆိုတဲ့နှလုံးသားမျိုးနဲ့နာကျင်ဘူးလားကိုယ့်ရဲ့ဒုစရိုက်တွေဒီလူရဲ့နှလုံးသားကိုကြည့်ကြည့်အဲ့တော့သူကပြောလေရင်ဘတ်ကိုခက်လျက်အိုဖះသခင်အပြစ်များသောအချက်နှုတ်ကိုတနာချင်းဂယုနာစိတ်ရှိတော်မူပါဟုဆုတောင်းလေသူပြောတဲ့စကားဟိုလူတို့အရှိန်ကြီးမဟုတ်ဘူးလားသူပြောတဲ့စကားတော်တော်လေးပဲ။ ။ဘာပြောလဲ။ကျွန်တော်အရန်အပြစ်များတယ်ကိုရောတနာပါ have mercy on me ။ကိုရောမစီရင်ပါနဲ့။ကျွန်တော်ကတကယ်လို့စီရင်ခံထိုင်မှာကိုကိုသိပါတယ်။ဒါပေမဲ့ကိုရောမစီရင်ပါနဲ့။ကိုရောကဲပါဒီအချိန်တွေကနေကျွန်တော်ကိုကဲပါ။အဲ့ဒါယူသားခြင်းဖြစ်တယ်။အဲ့ဒါယူသားခြင်းပဲ။အဲ့တော့ငါဆိုဒီကထူးထူးဒီအပြစ်ပြေလျက်မိမိအိမ်တို့ပြန်သွား၏ ာရီရှဲမှုကအပြစ်မဖြစ်အကြောင်းမူကမိမိကိုယ်ကိုချင်းမြောက်တော်သူမိဒီကနှိတ်ချခြင်းသို့ရောက်လက်တန်ကိုကိုကိုနှိတ်ချတော်သူမိဒီကချင်းမြောက်ခြင်းသို့ရောက်လက်တန်ဟုမိမ့်မှာဆိုတော့ကိုကိုကိုချင်းမြောက်တယ်ဆိုတာပါလေကိုမဟုတ်ဖ ೇನೆ အဟုတ်လိုက်ပြောတာမဖြောင့်မတ်ဘဲနဲ့ဖြောင့်မတ်တယ်လို့နေတာဟလားမကောင်းမဲနဲ့ကောင်းရအောင်စောင်းတာမတန်ရှင်းမဲနဲ့တန်ရှင်းတဲ့ပုံဖမ်းတာ အဲ့ကိုကိုချင်းမတာဖခင်ကကိုယ့်ရဲ့အပြစ်ကိုညွန်ပြတယ်ငါသားမင်းမားနေတယ်အနိုးမမားကျွန်တော်သူ့ထက်တော့ကောင်းသေးတယ်အဲအဲ့လားကိုကိုချင်းမတာနှိမ့်ချတယ်ဆိုတာဘာလဲဖခင်မြင်သည့်အတိုင်းမိမိကိုကိုမြင်ခြင်းဖြစ်တယ်အာမင်နှိမ့်ချတယ်ဆိုတာဖခင်မြင်သည့်အတိုင်းမိမိကိုကိုမြင်တယ်ဖခင်ကငါသားမင်းမားနေတယ်ဟုတ်တယ်ကိုတော့ကျွန်တော်မားတယ်ငါသားမင်းဒူးစရိုက်လောက်တယ် ဲ့တော့အဲ့ဒီနှိမ့်ချတဲ့သူဖះမြင်သည့်တိုင်မိမိကိုယ်ကိုမြင်တတ်တဲ့သူကဗာလဲချီးမြှောက်ခြင်းကိုရောက်မယ်ဒီနေ့ပြောရင်ဖះကကိုယ့်ကိုယ်ကိုဖះမြင်တဲ့အခါမှာမတန်ရှင်းဘူးလို့မြင်တဲ့အခါမှာကိုယ့်ကိုယ်ကိုအော်ဖះမျက်စိမှာငါမတန်ရှင်းပါလားလို့မြင်ရင်ဖះကသူ့ကိုတန်ရှင်းစေလိမ့်မယ်ယေရှုပြုငါကဖះဖြောင့်မတ်စေခြင်းတဲ့အတိုင်းမဖြောင့်မတ်ပါလားဆိုတော့ကိုမြင်တဲ့အခါဖြောင့်မတ်ခြင်းပါရမီကိုစာငတ်လာတဲ့အခါဖះကသူ့ကိုဖြောင့်မတ်ဖို့ယေရှုပြု